နိုင်ငံတော်အစဉ်ဝမ်းနေခြင်းအထိမ်းအမှန်နေ့ရက် The Day of National Mourning တက်မှတ်ကျင်းပခြင်း 2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်12:51မိနစ်3ညနှင့်စက္ကန့်တွင် ပြင်းအား9.9 Richter scale ရှိ အလွန်ပြင်းထန်သည့်မြေငြိမ်လှုပ်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုများနှင့်ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူထပ်တူခံစားလျက်နိုင်ငံတော်အစဉ်ဝန်ထဲချင်းအထိမ်းအမှတ်နေ့ရက်အဖြစ် 31ရက်3လ2025ရက်မှ6ရက်4လ2025ရက်နေ့ထိ9ရက်အားတက်မှတ်ကြေညာလိုက်သည်။ထိုရက်များတွင် နိုင်ငံတော်အလံအားတိုင်ဝက်လျှော့ချ၍လွှင့်ထူကြရန်ဖြစ်ပါသည်။မင်းအောင်လိုင်းဗိုလ်ချုပ်မှုကြီးဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနိုင်ငံတော်ဝန်ကြီးချုပ်ဟုဖော်ပြပါရှိပါရခြင်း။